ငလင်ကဲဆက်ရေးအတွက်ရေးပေါ်ကိုကဲမှုစံသာဖွင့်လှစ်ဆောင်ရွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံချက်ချီနီရဲ့တင်ရန်လေးနဲ့ငလင်ကဲဆက်ရေးလုပ်ငန်းထွေရသူအရေးပေါ်ကုကဲမှုစံထားဖွင့်လင်းပြီးဆောင်ရွက်နေတယ်လို့သိရပါတယ်။ ရမန်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်မန္တလေး၊စကိုင်း၊နေပြည်တော်၊ပဲခူးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာကြီးကြီးမားမားပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့်မြန်မာနိုင်ငံတက်ချေနေရတဲ့အနေနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုရှေးဦးပြုစုခြင်းနဲ့စေယုံစေခမ်းများကိုပို့ဆောင်ပေးခြင်းအသက်ကယ်ဆယ်ခြင်းလုပ်ငန်းတွေကိုဦးစားပေးဆောင်ရွက်ခြင်းထောက်ပံ့ပစ္စည်းတွေပံ့ပိုးပေးနိုင်ဖို့အတွက်ပျက်စီးဆုံးရှုံးမှုအကဲဖြတ်ခြင်းနဲ့အချက်လက်စုဆောင်ခြင်းတွေကို လုံဆောင် င်းနေတယ်လို့ဆိုပါထင်အသိဥက္ကဋ္ဌပေါင်းပေါင်းခဒေါက်တာမျိုးညွန့်ရဲ့လမ်းညွှန်မှုနဲ့အလောက်အမှုဆောင်အဖွဲ့မှကြီးကြပ်ပြီးကြက်ချိန်ဤရေးပေါ်ကုကဲမှုစန္ဒာကို ဖွင့်လင်ကသက်ဆိုင်ရာအတိုင်းဒေသကြီးပြည်နယ်ရှိကြက်ချိန်ဤကြီးကြပ်မှုကော်မတီများကြက်ချိန်ဤစေတနာလုံအောင်ရှင်များနဲ့တုံ့ပြန်ရေးလုပ်ငန်းထွေကိုအချိန်နဲ့တပြေးညီလှုံ့ဆော်လျက်ရှိတယ်လို့ဆိုပါထင် လက်ရှိမှာငလင်ထံအများဆုံးခန်းစားရတဲ့မန္တလေးသို့အတင်းဌာနချုပ်ရဲ့ကုညီကဲဆဲရေးအဖွဲ့ဆေးလွှတ်ထားပြီးအခြားပြည်နယ်တိုင်းဒေသကြီးအသီးသီးမှကြက်ချင်းဒီစေတနာလုံအောင်ရှင်တွေကိုထပ်မံဆေးလွှတ်ဖို့ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်။